အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မင်းသားကြီးအိမကန်ပါဝင်ထားပြီး2009ခုနှစ်ကထွက်ရှိခဲ့တဲ့ Like Star on Us ဆိုတဲ့ PM အခြေခံအိန္ဒိယဒရမာဇာကားကောင်းလေးတကားနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဇာကားလေးကအီရှန်ဆိုတဲ့ရှစ်နှစ်သားကောင်းလေးကြောင့်ရိုက်ကူးထားတာဖြစ်ပြီးအီရှန်ဟာဒီလက်ဇီယာလို့ခေါ်တဲ့အုံနောက်ချိုးရင်းမှုတစ်ခုကြောင့်စာသင်ယူရာမှာအကဲအကဲကြီးကြီးမားမားရင်ဆိုင်နေရတာဖြစ်ပါတယ်သူဟာမူလလမ်းကြောင်းတက်နေပေမဲ့စာမဖတ်နိုင်သလိုစာရေးခြင်းသင်ကြားတော်ခြင်းစတာတွေကိုလည်းမလုပ်ဆောင်နိုင်ပြန်ပါဘူး ဒီတော့အီရှန်လဲကျောင်းသင်ခန်းစာတက်အနာပတ်ဝန်းကျင်ကအရာတွေကိုသာပုံမစိတ်ဝင်စားလာခဲ့ပြီးအားလုံးကလည်းသူ့ကိုကျောင်းမှာအထုံထိုင်းဆုံးကျောင်းသားလို့သာယူဆထားတတ်ကြပါတယ်။အီရှန်မှာညံရန်ကောင်းတဲ့ရော်ဟိန်ဆိုတဲ့အကိုတယောက်လည်းရှိသေးပြီးအကိုဖြစ်သူကလည်းအီရှန်ကိုအလွန်ချစ်ခင်ဂယူဆိုင်လေးရှိပါတယ်။တကယ်မှာတော့အီရှန်ဘောလုံးကိုတလဲတချော်ပြစ်ပေးလိုက်တာကြောင့်အင်းကြီးချင်းဖြစ်သူရန်ဂျီဆိုတဲ့ကောင်းလေးနဲ့စကားများကုန်ကြပြီးအီရှန်လဲခေါင်းမှာဒဏ်ရာရသွားသလိုရန်ဂျီလည်းအကိုက်ခံရတာကြောင့်ဝက်စားရီပါပေါက်ပြဲသွားကြပါတယ်။ဒီလိုနဲ့ရန်ဂျီနဲ့သူ့အမေလဲအီရှန်တို့အင်ကိုလာရောက်တိုင်တန်းကြပြီး ။ဤရှန်ရဲ့အဖေဖြစ်သူနန္ဒကေရှရန်ကလည်းရန်ဖြစ်ခဲ့မှန်းသိလိုက်ရတာကြောင့်ဤရှန်ကိုရိုက်နှက်အပြစ်ပေးနေခဲ့တယ်လို့တကယ်လို့ပြဿနာရှာတာတွေမရဘူးဆိုရင်ကျောင်းဤကျောင်းစားပုတ်ပစ်မယ်လို့ဆိုပါတယ်။ကျောင်းမှာလည်းသင်ခန်းစာပေါ်အာရုံမဆိုင်တာကြောင့်ဤရှန်ဟာမကြကနအဆူခံရလေရှိပြီးဒီရက်မှာတော့ဆရာမက သူ့ကိုစာတပိုက်ပတ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့မျက်လုံးထဲမှာစလုံးတွေကလှုပ်ရှားနေတာကြောင့်စာပိုက်ကိုခက်ခက်ခဲခဲဖတ်နေခဲ့ရပြီးနောက်ဆုံးမှာတော့ဆီယာမတ်ကလည်းစိတ်မရှိတော့ပဲအီရှန်ကိုစူပြန်တာကြောင့်အတန်းဘော်တွေလည်းသူ့ကိုလောင်ကြီးကုန်ကြပါတော့တယ်။အီရှန်တော်တော်ကြောင်းတက်ရတာဟာစိတ်ပြက်စရာတစ်ခုလိုဖြစ်နေတာကြောင့် နောက်ပိုင်းမှာတော့ကြောင်းမတော်တော့ပဲသူ့ကိုစိတ်နှောက်ရှက်မဖြစ်စေတဲ့နေရာတွေကိုသာလှည့်ပတ်သွားလာနေခဲ့ပါတော့တယ်။ဤရှင်လဲဒီလိုလှည့်ပတ်သွားလာရင်ပဝင်းချင်းကပြည့်ရက်တွေကိုလိလတင်ယူနေခဲ့ပြီ။ဤရှင်စာရေးစာဖတ်ခြင်းနဲ့သင်ချတော်ချင်းမှသာညံဖျင်းလာပေမဲ့ပကြီဆွဲရမှာတော့ထူးကျွန်လာပြီ။များသောအားဖြင့်အလတ်ချင်းတွေကိုပကြီဆွဲရင်းနဲ့သာကုံလွန်လိရှိပါတယ်။နောက်ပိုင်းမှာတော့သူ့ကြောင်းပြည့်နေတဲ့အကြောင်းကိုအကိုပြည့်သူကိုဖွင့်ပြောလာခဲ့ပြီးသူ့ရဲ့မှတ်စုတွေကိုလည်းကူရေးပေးဖို့လည်းအကူအညီတောင်းလာခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ဤရှင်ရဲ့အတန်းဘော်တွေလည်းသင်ချစာမေးပွဲဖြေဆိုနေရပြီ။ ီရှန်ကတော့တင်ချညံ့သူဖြစ်တာကြောင့်မေကွန်တစ်ခုမှတည်တည်ချာချာမဖြစ်ဆိုနိုင်ခဲ့ပါဘူး။သူထင်တဲ့အတိုင်းပဲအီရှန်ရဲ့ရမ်းမှအတော်လေးဆိုးရွားနေခဲ့ပြီးဒီရက်မှာတော့သူ့ဖေကအီရှန်ကြောင်းပြေးနေတာကိုသတိထားမိတာကြောင့်အဆူခံလိုက်ရပြန်ပါတယ်။ကြောင်းကလည်းအီရှန်နဲ့သူ့အုတ်ထင်းသူတွေကိုခေါ်တွေ့လာတာကြောင့်အီရှန်တော်တော်အခြေအနေတွေကပုံမဆိုးရွားလာခဲ့ပြီးကြောင်းကိုကြီးနဲ့ဆီယမ်မတွေကလည်းအီရှန်ဟာကြောင်းတင်ငန်းစာတွေကိုအယုံမဆိုင်ကြောင်းပြောလာကြပါတော့တယ်။ ဒီတိုင်းဆက်သွားရင်ကြောင်းထုတ်တော့မှဖြစ်တဲ့အကြောင်းနဲ့အခြားကြောင်းတစ်ခုကိုပြောင်းတင်ကြောင်းလဲပြောလာခဲ့ကြပြီအီရှန်ရဲ့အဖေကလည်းမတက်တာတော့ပဲကြောင်းဤကြောင်းစာလက်ခံတဲ့စာတင်ကြောင်းတစ်ခုစီကိုပို့လိုက်ရပါတော့တယ်အီရှန်ကလည်းသူ့ကိုအဝေးမပို့ဘူးနဲ့အရင်ကတည်းကပို့ပြီးစာကြိုးစားပါမယ်လို့တောင်းဆိုပေမဲ့သူ့အဖေကတော့ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့်အီရှန်ရဲ့အမေမာယာလည်းစိတ်မကောင်းဖြစ်နေခဲ့ရပါတော့တယ်အဒီကြောင့်မှလည်းအီရှန်မိသားစုကိုတတိရတာကြောင့်အမေလိုလိုဝမ်းနဲ့စိတ်ပြတ်နေခဲ့ပြီးဇယားအစ်တွေနဲ့အတန်းပေါ်အစ်တွေကလည်းအရင်ကြောင်းနဲ့ထူးမခြားနာပဲဖြစ်နေခဲ့ကြပါတယ် ူမရာဂျန်ဆိုတဲ့တငယ်ချင်းတယောက်သာရှိတယ်လို့ရာဂျန်ကလည်းမတန်ဆွမ်းတူဖြစ်ပြီးသူ့အဖေကတော့ကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။ဒီရဲမှာတော့အီရှင်လဲတက်သေးဖို့တွေးနေခဲ့ပြီးဂန်ကောင်းစွာပဲရာဂျန်ကသူ့ကိုတားလိုက်နိုင်ပါတယ်။မိဘတွေနဲ့တပတ်တခါတွေ့ခွင့်ရပေမဲ့အီရှင်ရဲ့စိတ်ထဲကြမှုကတော့မပြောက်သွားခဲ့ပါဘူး။ဒီရဲမှာတော့ရန်ရှင်ကနီကွန်ဆိုတဲ့ပကြီးတင်ပေးမဲ့ဆရာတစ်တယောက်ကျောင်းကိုရောက်လာပြီးဆရာတစ်ကလည်းပြပြောနေတဲ့သူဖြစ်တာကြောင့်ကျောင်းသားတွေကလည်းချက်ချင်းပဲသူ့ကိုသဘောကျသွားကြပါတယ်။ ဒါပေမဲ့အီရှန်ကတော့အတန်းဘော်တွေနဲ့မရောပဲတိတန့်ဖြစ်နေပြီးဆရာအသေးရဲ့တင် जा ပုံကအရင်ကဆရာတွေနဲ့ကြွားချနေတာကြောင့်အီရှန်ရဲ့ဝမ်းနဲ့အငငယ်မှုကိုလည်းအချိန်နှဲငယ်အတွင်းမှာပဲသတိပြုမိသွားခဲ့ပါတယ်။အခုဖြစ်သူရဲ့တင်းနေပြိုင်ပွဲရှိတာကြောင့်အမေကနောက်တစ်ပတ်လာလေမှာမဟုတ်ကြောင်းပြောလိုက်ချိန်မှာတော့အီရှန်ရဲ့အခြေအနေကလည်းပိုဆိုးလာခဲ့ပြီးနီဂွန်ကလည်းရာဂျန်ဇီကနဲ့အီရှန်ရဲ့အကြောင်းအနှဲငယ်သိလာခဲ့ရပါတယ်။ပဒီနောက်မှာတော့အီရှန်ရဲ့စာအုပ်တွေကိုစစ်ဆေးကြည့်ရင်အီရှန်မှာဒီလက်ဇီယာရှိနေမှသိလိုက်ရပြီးအီရှန်ရဲ့အခက်ခဲကိုလည်းသဘောပေါက်သွားခဲ့ပါတယ်။ တကယ်တော့အီရှန်ဟာညံမကောင်းတာမဟုတ်ပဲဒီလက်စီးကယောဂရှိသူတွေအတွက်ရည်ရွယ်တဲ့အထူးတင် जा မှုမျိုးကိုလိုအပ်နေခဲ့တာဖြစ်ပါတယ်။နီကွန်ကအရင်တုန်းကလည်းတင်ကြရကတ်တဲ့ကလေးတွေအတွက်ရည်ရွယ်တဲ့တီးတန့်ကြောင်းတစ်ခုမှလုတ်ကန်ခဲ့တာကြောင့်အချိန်လေးကိုနားလည်နိုင်ခဲ့တာဖြစ်ပြီးအဲ့ဒီနောက်မှာတော့အီရှန်ကိုတိတိယယောက်ကူညီပေးနိုင်မှုအတွက်ကလေးမိဘတွေရှိရာမွန်မိုင်းမျိုးကိုလိုက်လာခဲ့ပါတော့တယ်။အီရှန်ကပကြီဆွဲရတာကြိုက်ပေမဲ့ဖခင်ဖြစ်သူကသူ့ကိုလုံးဝအသိမှတ်မပြုသလိုပကြီဆွဲတယ်ဆိုတာဟာလည်းအပိုလို့တစ်ခုပဲလို့ယူဆထားသူဖြစ်ပါတယ်။ ဒါနဲ့ပဲနီကွန်လဲဒီလက်စီယာကြောင့်အီရှန်ရဲ့စဖက်ရကတ်ခဲနေပုံနဲ့အကစားလုံးဆောင်နိုင်သွားမရှိပုံကိုရှင်းပြလိုက်ပေးမယ်။အီရှန်ရဲ့အဖေကတော့ဒါကိုလက်မခံသေးပဲကောင်လေးရအပြင်းကြီးနေုံတက်တက်ပဲလို့စောရကတက်ပြန်ပါတယ်။နီကွန်ကလည်းအီရှန်ကထုံထိုင်းသူမဟုတ်ပဲပကြီးဘက်မှာအလွန်တူးကျွနေကြောင်းရှင်းပြရပြန်ပြီ။အီရှန်ရဲ့အဖေကလည်းအီရှန်ကိုအကစားမရောကျောင်းသားမှာပါတူးကျွနေအကိုဖြစ်သူနဲ့နှိုင်းရှင်နေပြန်တယ်လို့ပကြီးကသာအာယုံဆိုင်နေရင်အီရှန်ဘရောမအောင်မြင်မှာမဟုတ်ဘူးလို့လည်းယူဆထားတာဖြစ်ပါတယ်။ ။ဤရှိုင်းအဖေကကလေးတို့ရဲ့တကယ်စွမ်းရည်ကိုထည့်မစင်းသာပဲဘဝကိုပြန်ပွဲတစ်ခုလိုသာရှုမြင်နေတာကြောင့်ရှင်းပြနေရတဲ့ဏီကွန်လဲဒေါသထွက်လာပြီးပြန်သွားခဲ့ပါတော့တယ်။ဏီကွန်ပြန်သွားတဲ့နောက်ဤရှိုင်းအမေလဲဏီကွန်ရဲ့ဇကားတွေကိုပြန်တွေ့ရင်စိတ်မကောင်းဖြစ်နေခဲ့ပြီးနောက်နေ့မှာတော့ဏီကွန်ကစာသင်ခန်းထဲမှာဒလစီယာအကြောင်းနဲ့အဲ့ဒီယောဂခံစားရဘူးတဲ့နာမည်ကျော်ပုဂ္ဂိုလ်ကြီးအကြောင်းပြောပြရင်ဒလစီယာခံစားနေရလဲဘဝမှာအောင်မြင်နိုင်မှာသေးတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနေ့မှာတော့ဏီကွန်ကကျောင်းသားတွေကိုသူတို့ရဲ့စေကူနဲ့လက်မှုပစ္စည်းလေးတွေဖန်ပြီးစေခဲ့ပြီး ။အီရှန်ရဲ့ဖန်တီးမှုကနီကွန်ရောအတန်းဘော်တွေအားလုံးကိုရောအထင်ကြီးစေခဲ့ပါတော့တယ်။နောက်နေမှာတော့နီကွန်လည်းကျောင်းအကြီးနဲ့တွေ့ဆုံရင်အီရှန်ရဲ့အခြေအနေကိုရှင်းပြပြီးအတူတင်ကြားမှုပေးလို့ကြောင်းခွင့်တောင်းလိုက်ပါတယ်။ကျောင်းအကြီးကလည်းအခြေအနေကိုသဘောပေါက်သွားတာကြောင့်နီကွန်ကိုခွင့်ပြုပေးလိုက်ပြီးအဲ့ဒီနောက်မှာတော့နီကွန်လည်းဒလစီယာဝေဒနာခံစားနေရသူအတွက်တည်တံ့ယူရတဲ့တင် जा စနစ်တွေနဲ့အီရှန်ကိုစတင်တင် जा ပေးခဲ့ပါတော့တယ်။ဒီလိုနဲ့အီရှန်လည်းနီကွန်လက်အောက်မှာစာရေးစာပတ်နိုင်စွမ်းနဲ့တင် जा ဆွမ်းရင်တဖြည်းဖြည်းတိုးတက်လာခဲ့ပြီးစာသင်ရတာကိုလည်းပျော်ရွှင်လာခဲ့ပါတယ်။တကယ်မှာတော့အီရှန်ရဲ့ဘာကင်ကအကြောင်းကိုရောက်လာရင် သူတို့လင်မယားနှစ်ယောက်လုံးဒလဒီယာအကြောင်းကိုလေ့လာခဲ့ကြကြောင်းနဲ့အခုချိန်မှာတော့အီရန်ရဲ့အခက်အခဲကိုသဘောပေါက်သွားပြီးပြောင်းပြောလာခဲ့ပါတယ်။မီကွန်ကလည်းအီရန်ဟာအခုချိန်မှာသူချစ်တဲ့လူတွေစီကအတိမတ်ပြုခံရဖို့လိုအပ်နေကြောင်းပြောလာခဲ့ပြီးအီရန်အဖေကလည်းသူ့ဟာအခြေအနေကိုနားမလည်ပဲစူပူမိခဲ့ကြောင်းဝန်ခံလိုက်ရပါတယ်။ကျောင်းထဲကပြန်ထွက်လာချိန်မှာတော့ကြောက်တင်မုံမောကစာကိုဖတ်နေတဲ့တားဖြစ်သူကိုမြင်လိုက်ရပြီးအီရန်ရဲ့အဖေလည်းစိတ်မကောင်းဖြစ်စွာနဲ့တိတ်တဆိတ်ပြန်သွားခဲ့ရပါတယ်။ဒီလိုနဲ့စာသင်နေ့ပြီးဆုံးကဏ္ဍမှာတော့အီရန်ကကျောင်းရဲ့ဗကြီးနဲ့လက်မှုပညာပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နေခဲ့ပြီး ပြန်ပွဲကိုတော့လာလီတာဆိုတဲ့နာမည်ကြီးဘီဂျီဆီယမ်တူကအကဲဖြတ်မှာပဲဖြစ်ပါတယ်။ပြန်ပွဲစတင်ချိန်မှာတော့နီကွန်လဲအီရှန်ကိုလိုက်ရှာပေမဲ့ဘမမရှာမတွေ့ပဲဖြစ်နေပြီ။တကယ်တော့အီရှန်ကဘီဂျီဆိုရမှာမှီညမ်းမှုအတွက်အနီနာကရေကန်တစ်ခုကိုမနက်စောစောကတည်းကလာရောက်ကြည့်ရှုနေတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ပြန်ပွဲစပြီးမိနစ်အနည်းငယ်လောက်ကြာမှအီရှန်လဲပြန်ရောက်လာနိုင်ခဲ့ပြီ။သူ့ရဲ့စိတ်ကူးဖန်နီးနိုင်စွမ်းနဲ့ဘီဂျီဆိုရင်ကြောင့်နီကွန်အပါဝင်အီရှန်ရဲ့ဘီဂျီကားကိုမြင်တွေ့ရသူတိုင်းဟာအီရှန်ကိုအထင်ကြီးသွားခဲ့ရပါတော့တယ်။ သူရဲ့ကြိုးစားမှုနဲ့စိတ်ကူးဖန်တီးနိုင်စွာကြောင့်အီရှန်လည်းပြန်ပွဲမှာပထမရသွားခဲ့ပြီးသူရဲ့ပကြီကားကိုလည်းကျောင်းရဲ့တနစ်တာမဂဇင်မှာနနေဖုံးဖြစ်အသုံးပြုမဲ့အကောင်းဆုံးအမှုပညာလက်ရာအဖြစ်ရွေးချယ်သွားခဲ့ကြပါတော့တယ်။ဒုတိယဆုကိုတော့အီရှန်ပုံသူရေးဆွဲထားတဲ့နီကွန်းရဲ့ပကြီကားကရရှိသွားပြီးကျောင်းအကြီးကလည်းနီကွန်းကိုကျောင်းမှာပကြီတင်ကြားပေးဖို့အတွက်အမြဲတမ်းကျောင်းဆရာအဖြစ်ကန့်အပ်လိုက်ပါတော့တယ်။ဒီလိုနဲ့ကျောင်းပရက်တွေမတိုင်ခင်တရက်လုံးမှာအီရှန်ရဲ့မိဘတွေလည်းကျောင်းကိုရောက်လာခဲ့ကြပြီးဒါဖြစ်သူရဲ့ပကြီလက်ရာကိုကြည်ရင်အံ့အားသင့်ခဲ့ရပါတော့တယ်။ ကျောင်းကြီးကလည်းအီရှန်ကတွေ့ကြုံတဲ့ကျောင်းသားဖြစ်ပြီးသူ့ရဲ့ကျောင်းမှာအီရှန်လိုကျောင်းသားမျိုးရှိနေတာကံကောင်းတာပဲလို့ဆိုပါတယ်။အီရှန်ရဲ့မိဘတွေကလည်းတားဖြစ်သူ့ရဲ့ကျောင်းသားတင်ယူမှုမှာပါတိုးတက်လာပုံကိုကြားသိရတာကြောင့်အားအသင့်နေကြပြီးနီကွန်ကိုလည်းတားဖြစ်သူကိုကူညီပေးခဲ့တဲ့အတွက်အလွန်ပဲကျေးဇူးတင်နေခဲ့ကြပါတယ်။အကူဖြစ်သူနဲ့မတူကွဲပြားတဲ့အီရှန်ရဲ့လိုအပ်ချက်ကိုလည်းနားလည်မှုပေးနိုင်မှုအရေးကြီးမှန်းသဘောပေါက်သွားခဲ့ကြပြီးအဲ့ဒီနောက်မှာတော့အီရှန်လည်းအိမ်မပြန်သေးခင်နီကွန်နဲ့ပွေ့ဖက်နှုတ်ဆက်ကြရင်းနဲ့ဇလန်လေးကလည်းဒီမှာတင်ပဲပြီးဆုံးသွားခဲ့ပါတယ်။ ဒီတော့ကလေးတယောက်ကိုရိုက်နှက်အပြစ်ပေးတာသူတို့ကိုထူးချွန်ထက်မြက်လာစေမယ်လို့ထင်နေကြရင်တေချာပြန်စင်းစားဖို့လိုအပ်နေပြီဖြစ်ကြောင်းဒီပြည့်ရမှန်ဇလန်းလေးကတင်ကန်းစာပေးသွားခဲ့တာပဲဖြစ်ပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်